မော်တော်ကားပစ္စည်းတစ်စီးလုံးအစိပ်ပိုင်းကိုပြပကတင်သွင်းပြီးတက်ဆင်ထုတ်လုပ်မဲ့ American အခြေစိုက် Ford ကားပစ္စည်းတက်ဆင်ဆက်ရုံကိုရန်ကုန်မြို့အရှိတကုံမြို့နယ်မှာဇူလိုင်လ22ရက်နေ့မှာဖွင့်လှစ်ခဲ့ပါတယ်။ကားပစ္စည်းတက်ဆင်ဆက်ရုံကိုနှစ်နှစ်ကျော်ကြာအချိန်ယူတည်ဆောက်ခဲ့တာဖြစ်ပြီး American Dollar တန်ပေါင်းများစွာယင်းနှီးမြှုပ်နှံထားတယ်လို့သိရပါဗျ။ American ကကားပစ္စည်းတွေကိုတိုက်ရိုက်တင်သွင်းပြီးပြည်ရင်းမှာတက်ဆင်မှုတွေပြုလုပ်ပြီးဖြန့်ဖြူးရောင်းချသွားမှာဖြစ်ပါတယ်။ ဆက်ယုံကိုအမေရိကန်ကကားပစ္စည်းတွေကိုတင်သွင်းတဲ့အခါတဲယူပို့ဆောင်မှုအပိုင်းမှာစိန်ခေါ်မှုတွေရှိနေတယ်လို့ဆိုပါတယ်။လက်ရှိအယောင်းဝယ်ပြုလုပ်ရမှာဝယ်ယူသူတွေအနေနဲ့တနစ်တာလက်ခမဲ့ဝန်ဆောင်မှုနဲ့ရန်ကုန်လိုင်စင်ရရှိမဲ့အခွင့်အလမ်းတွေရှိနေတယ်လို့ brand manager ကိုအုပ်ကာကပြောပါတယ်။ကျွန်တော်တို့ဒီစိန်ခေါ်မှုတွေတခါတလေကြတော့ဒီကျွန်တော်ပစ္စည်းတွေကိုတဲယူပို့ဆောင်လာတဲ့အချိန်မှာကျွန်တော်နည်းနည်းလမ်းမဲ့ဆက်သွယ်ရေးခက်ခဲရအောင်တောင်းနေရတာတွေရှိတယ်။ဒါပေမဲ့ကျွန်တော်အကောင်းဆုံးတော့တက်နိုင်တော့ကြိုးစားနေတယ်။ ် opportunity တွေနေတော့ကျွန်တော်အများကြီးရခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီခေတ်မှာအရေးကြီးဆုံးဆိုလို့ရှိရင်ရန်ကုန်လိုင်စင်ရတယ်အခုဒီကျွန်တော်တို့ဒီ CMN အထုတ်တဲ့ကားတွေဆိုလို့ရှိရင်လုပ်ပြီးပြီဆိုတာနဲ့ထုတ်တက်ဆင်ပြီးပြီဆိုတာနဲ့ကျွန်တော်တန်းပြီးတော့ရန်ကုန်လိုင်စင်ရပါတယ်အဲ့တော့အဲ့လိုမျိုးဈေးွက်ထဲမှာအားသာချက်ပေါ့ဒီလက်ရှိမှာကျွန်တော်တို့ကားဈေးွက်မှာရန်ကုန်လိုင်စင်ရရဆိုလို့ရှိရင်အကုန်လုံးကသဘောကျနှိမ့်ဆိုင်ကြရတယ်ဈေးကွက်လွယ်ချက်ပေါ်မူတည်ပြီးတက်စင်ထုတ်လုပ်သွားမှာဖြစ်ပြီးနောက်ပိုင်းဈေးကွက်အားကောင်းလာပါကကားထုတ်လို့ရေးဆက်ယုံတွေပါတိုးချဲ့ဆောင်ရွက်သွားမယ်လို့သိရပါဗျာ။ ယခုကတက်ဆင်ဆက်ရုံအတွက်ပြည်ရင်းကဝန်ထမ်း85ဦးနဲ့လေပတ်သွားမှာဖြစ်ပြီးလိုအပ်တဲ့တင်နန်းပို့ချမှုတွေနဲ့ပြင်ဆင်မှုတွေလည်းလှုပ်ဆောင်ထားတယ်လို့ကိုဦးကကပြောပါတယ်။ကျွန်တော်ဒီလိုမျိုးဒီဖွင့်လှစ်လိုက်တဲ့အတွက်လုံခြုံရေးဖွင့်လှစ်နေတယ်ကျွန်တော်အများကြီးရလာခဲ့တယ်။ကျွန်တော်တို့ကဒီ85ယောက်ကတော့ကျွန်တော်ပြည်တွင်းရတယ်ခင်ဗျ။အဲ့ဒီ85ယောက်ကိုကျွန်တော်ခုနကတော့ဒီကျွန်တော်တို့ရဲ့ GM ပြောသွားတဲ့အတိုင်းပဲကျွန်တော်အားလုံးထိုင်းလန်ကိုပို့ပြီးတော့ကျွန်တော် training တိကျချထားပြီးတော့မှကျွန်တော်ပြန်ခေါ်လာပြီးတော့တိတိကျကျဒီမှာ quality process တိုင်း သေချာ training and development လုပ်ထားတာဖြစ်ပါတယ်ခင်ဗျ Ford Motor Company ဟာ American နိုင်ငံ Michigan ပြည်နယ်မှာအခြေစိုက်တဲ့တကမ္ဘာလုံးဆိုင်ရာကုမ္ပဏီတစ်ခုဖြစ်ပြီး Ford ကားများ SUV ကားများကုန်တင်ကားများတက်စစ်တအားသုံးမော်တော်ယာဉ်များနဲ့ Lincoln စင်ခံမော်တော်ယာဉ်ဒီဇိုင်းဆွဲကကိုယ်တိုင်ထုတ်လုပ်ပြီးဈေးကွက်အတွင်းသို့ဖြန့်ချိနေတယ်လို့သိရပါတယ်။ Ford ကားတွေကိုမြန်မာနိုင်ငံအတွက်တင်သွင်းရောင်းချမှုကို Capital Automotive Limited CAL ကဝန်ဆောင်မှုရောင်းဝယ်မှုနဲ့အပူပစ္စည်းတွေအတွက်တရားဝင်အယောင်းကိုယ်စားလှယ်နဲ့ပြန်ပြူးရောင်းချသူအဖြစ်လှူဆောင်နေတာဖြစ်ပါတယ်။ ရန်ကုန်နဲ့မန္တလေးမှာ showroom တွေဖွင့်လှစ်ရောင်းချနေတာအပြင်အပိုပစ္စည်းနဲ့ service center တွေလည်းဖွင့်လှစ်ထားတယ်လို့သိရပါဗျာ။